ရန်ကုန်တိုင်းမဲဆန္ဒနယ်45မြို့နယ်တွေကကုကူကျွန်းတမြို့နယ်ကလွဲလို့မြို့နယ်တစ်ခုခုတည့်ရနှုံးနဲ့ NLD ပါတီကိုယ်စားလှယ်တော်တွေမဲဆွေနေကြပါပြီ။စစ်မှုထမ်းတတန်း15နှစ်ရှိတဲ့သားနှစ်ယောက်ကိုအနှိမ့်တဲ့ဘွားနဲ့ပြန်ဖြောက်ပန့်ပေးနေတဲ့မိခင်ဖြစ်သူဒေါ်ရီကတော့ခီးသွွာလာရင် စီယုံရီဆင်းနေတဲ့မြင်ကွင်းကြောင့်မျက်ရည်ဝဲခဲ့သူပါ။ယုံကြည်ချက်အတွက် NLD ပါတီကိုကြိုတင်မဲထည့်ထားပြီးပြီလို့ရှင်းပြပါရတယ်။ သားနှစ်ယောက်ကဆိုလို့ရှိရင်အန်ဒီကခွင့်ပြန်လာရင်15နှစ်ရှိပြီသူတို့စစ်သက်တယ်သူတို့ပြန်လာရင်အန်ဒီကပစိုးစီစီရတယ်အဝတ်စားကောင်းကောင်းမပါတာဘူးသူတို့ကအင်းကြီးပစိုးပေါ့ဝတ်ဆင်ရတယ်ပြန်သွားရင်လည်းသူတို့စားဖို့တောက်ဖို့လမ်းကြိတ်ပေါ့အန်ဒီကစစ်သားအမေပဲအန်ဒီကိုမဲပေးရတဲ့အကြောင်းရင်းကခိုင်လုံပါတယ်ဒါရဲ့ဆင်းရတဲ့တအားဆင်းရလုံးလို့ဆင်းရတဲ့ကလွတ်မြောက်မယ်လို့အန်ဒီယုံကြည်လို့မဲပေးတာပါပြောင်းလဲကိုလူကျင်သူတွေစင်နာမဲထည့်ပြီးတော့2015ထွေထွေရွေးကောက်ပွဲကြီးမှာစင်တူယိုမတစိုက်တွေကိုမမှားဖို့အတွက် တတိပေးစီယုံလှုံ့ဆော်နေတာပါတိုင်းအောင်နိုင်ရဲ့ဖွဲ့နေတဲ့ကိုဟာမြို့နယ်အားလုံးပေါ့ရန်ကုန်တိုင်းထဲမှာရှိတဲ့မြို့နယ်55မြို့နယ်တွေကကိုကိုကျောင်းအလွယ်ဂျန်တဲ့44မြို့နယ်ကိုကျွန်တော်တို့ကဖြောင်းပြေးကားနေတဲ့တဲ့တာပေါ့တမျိုးနယ်ကိုတည့်ရကျွန်တော်တို့ချိန်ပေးထားတယ်။ရောင်းလဲလို့ကျန်တဲ့သူတော်များများတော့ NLD ကိုချိန်သိမ်းမဲပေးကြမှာပါ။ဒါပေမဲ့ကျွန်တော်တို့အခုလိုက်ပြီးဒီကလှုံ့ဆော်နေတာကကျွန်တော်တို့နဲ့စင်သူရုံးမသစိတ်တွေရှိတယ်။ဒီစိတ်တွေကိုမမားဖို့ရဲ့နောက်တစ်ခါမဲပေးဖို့အတွက်ဆိုရင်အသိစိတ်ချက်ရှိဖို့အတွက်ဒီသူတွေကိုလိုက်ပြီးကျွန်တော်တို့ကလှုံ့ဆော်နေတာ။အနာဂတ်မှာအကောင်းဆုံးဖြစ်အောင်လှုံ့ဆော်မယ်လို့ကတိပေးခဲ့တယ်။ ရန်ကုန်တိုင်းလူတော်ကုသလောင်ဦးသိန်းစောကတော့ရွေးကောက်ပွဲအောင်နိုင်မယ်လို့ယုံကြည်နေပါတယ်ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေကိုလေ့လာလိုက်တဲ့အခါကျတော့ဒီခါတော့ဒီလိုပဲနိုင်အောင်မှာသို့တော့ဒီတခါတော့သူတို့မဲဆင်းနေနေညစ်နိုင်တယ်အဲ့ဒီပုံမှာညစ်နိုင်တဲ့ပုံမှာသူကပြန်တွက်လိုက်တဲ့အခါကျတော့55 60%လောက်နိုင်မယ်လို့ယူဆပြည်သူလူထုရဲ့အနာဂတ်သာသမီမြင်းမြစ်ရဲ့အနာဂတ်ကောင်းစားဖို့တော့အကောင်းဆုံးလုပ်ပေးမယ်လို့ပြောပြတယ်မဲဆင်းတွေရ ရန်ကင်းမြို့နယ်မှာဆန္ဒမဲပေးမဲ့မဲဆန္ဒရှင်6000ကျော်ရှိနေပြီး NLD ပါတီအနေနဲ့ကြံ့ခိုင်ရေးပါတီတဆညပါတီနဲ့ NDF ပါတီပါဝင်ပါတီခုနှစ်ခုကရှင်ပြိုင်ကြမှာပါ ဒီရန်ကင်းမြို့နယ်မဲဆန္ဒနယ်တော့ဒီလူလူတွေရဲ့အဓိကအခြေခံလိုအပ်ချက်တွေကိုတက်ဆွမ်းသမျှကျွန်မဖြည့်ဆည်းသွားဖို့ရှိတယ်။ဒါအပြင်ကိုလည်းခုနဒီနောက်မျိုးဆက်တွေအတွက်လိုအပ်နေတဲ့လောက်ကန်အခွင့်အလမ်းတွေပေါ့ဘွဲရပြီးတော့အလုံးလက်မဲ့ဖြစ်နေတဲ့ပြဿနာတွေရှိတယ်။နောက်ပြီးတော့တခြားပြည်သူလူထုရဲ့အသံတွေကိုလည်းနားထောင်မယ်။တိုင်းသားစီလုံးညီညွတ်ရေးမျိုးသားပြန်လည်တင့်မြတ်ရေးအတွက်ကိုဆိုလို့ရှိရင်လည်းကျွန်မတက်တာအပောင်ဝင်သွားမှာဖြစ်တယ်။နိုင်ငံတကာလာရောက်တဲ့ယင်းနှမျိုးနယ်မှုတွေဆိုလို့ရှိရင်လည်းကိုတိုင်းသူပြည်သားတွေတကယ်အကျိုးရှိတဲ့ယင်းနှမျိုးနယ်မှုမျိုးနဲ့ဖွင့်လင်းမြင်သာတဲ့ယင်းနှမျိုးနယ်မှုမျိုးတွေဖြစ်အောင်လို့ကျွန်မကတက်တာအပောင်ဝင်သွားမယ်။တ ို့အတူအရင်အရင်ကြီးတဲ့အချိန်ကဥတွေပြင်ဆင်ရေးကိုလည်းကျွန်တော်တို့ဟိုဒါတစိုက်မက်မက်လောက်ရအောင်မှာဖြစ်ပါတယ်